ဘီဘီမိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုနေ့တိစာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ9ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တူသွားမှကြည့်ရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ Louis Tuition သတင်းနှစ်ပုဒ်ကိုကျွန်တော်ရင်ဆုံးဖတ်ပြပေးပါမယ် ပထမဆုံးသတင်းပုဒ်ကတော့ Jeff Sick Council ကို ILO Article 33ဖြင့်ရေးယူရန် PP ဆိုင်ရာလို့တမဖွဲ့ချုပ် ILO ညီလာခံကဆုံးဖြတ်မှုမှာမြန်မာပြည်သူများကိုထိခိုက်ရန်မရှိဘဲ Sick Council နဲ့ပတ်သက်နေတဲ့လေရင်စီနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုအဓိကပြည့်ပြတ်ထားရေးယူရန်သာရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမသမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကပြောပါတယ်ဗောနော်အဲ့တော့ဒီ ILO 33ကရေးယူမဲ့သူတွေကဒီအချမ်းပဲစစ်ကောင်စီရဲ့စီးပွားရေးတွေကို UTV လောက်မှာဖြစ်နေတဲ့အတွက်ဗောနော်ဒါ PDU တွေကိုထိခိုက်ဖို့နှဲမယ်လို့ကြေညာထားပဲဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့မှာနာမည်ကျော် Moray Agency ပိုင်ရှင်ဂျွန်လင်းကိုစစ်တပ်ကခေါ်ယူစစ်ဆေးလက်ရှိပြီးစစ်တပ် Lobby Telegram Channel ကနေသတင်းဖော်ပြထားတာကိုတွေ့ရပါတယ်နော်အဲ့တော့ ပြည်ပမှာရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီးနောက်ဂျွန်လင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ် lobby Telegram ၏တင်းဖော်ပြချက်အရအစိုးရချမ်းချမ်းရောင်းချသည့်ကုန်ပစ္စည်းများကိုဝယ်ယူသည်ဆိုသောသတင်းများကြောင့်ခေါ်ယူဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဗောနော်သူပြောက်နေတယ်ကိုတော့သတိထားမိတယ်တဲ့သူ့ကိုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာတော့သိရတယ်စိတ်မကောင်းဘူးသူ့အမေကိုရမ်းချအရန်ကူးဆိုင်တဲ့သူပါတယ်သူ့အမေကလည်းသူ့သားကိုရမ်းချတော့မြန်မြန်ပြန်လွတ်ပါစေဆူတောင်းနေပါတယ်ဗောနော်အဲ့တော့ဒီ ဂျွန်လင်ဆိုတာကဘယ်သူမှမသိရလို့တော်တော်များရှားတယ်ပေါ့နော်တော်တော်ကြီးကိုနိုင်မြင်ကြည့်ရသူဖြစ်ပါတယ်အဲ့တော့သူဖန်းစည်းခံရတဲ့တကယ့်အကြောင်းရင်းမှန်ကတော့ဒီခိုင်နင်းဝေကိုဝေဖန်မှုကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ထားတွေ့ရပါတယ်နော်အခြားရုပ်ရှင်လောကသားတူကစစ်တပ်ကဂျွန်လင်ကိုခေါ်ယူဖန်းစည်းစစ်ဆေးမှုဒီစစ်တပ်ဘက်တော်သားခိုင်နင်းဝေကိုဂျွန်လင်ကလူမှုကွန်ရက်ပေါ်တွင်တဆင့်ဝေဖန်ခဲ့မှုကြောင့်အတိအကျဖြစ်နိုင်ပြီးခိုင်နင်းဝေကိုမှားလေသောအလူငွေ29သိန်းပြန်လွှဲပေးရန်ခိုင်နင်းကိုဝေဖန်သော post များကိုဂျွန်လင်က လူမှုကွန်ရက်မှာတစ်ဆင့်အချိန်ချင်းရှယ်ခဲ့ကြောင်းသိရှိရပါတယ်ဗောနော်အဲ့တော့ဂျွန်လင်ကဒီခိုင်နင်းဝေကိုဒက်ဆော်လိုက်လို့ဗောနော်ခိုင်နင်းဝေကဒီပြန်ပြီးတော့ဒီစစ်တပ်နဲ့ပေါင်းပြီးမှလုပ်တဲ့အခြေအနေလို့အားလုံးကသုံးသပ်ထားတာဖြစ်ပါတယ်အဲ့တော့ခိုင်နင်းဝေနောက်မှာဘလို့လက်မဲကြီးတွေရှိလဲဆိုတာအာတခုကတော့ဘုံဝေရှင်းရှင်းကိုပေါ်သွားတဲ့နေသားဖြစ်ပါတယ်နော်ကေနားတဲ့တင်တဲ့ဘုတ်ကတော့ရန်ကုန်လေစိတ်လုံချုံရေးတာဝန်ရှိသူတွေကအိတ်ဒီကိုအတင်းဖွင့်ပြီးပါမယ်နော်ဒီအိတ်ထဲမှာပါလာတဲ့ထိုင်းဘတ်ငွေတွေပါလာတယ်ဆိုရင်မတရားဖမ်းဆီးသိမ်းဆီးနေတယ်ဆိုတဲ့တင်လေးနားတော့ကြည့်အောင်နော် ြည်ရင်းသတင်းတပေါ့အနေနဲ့ကတော့ရန်ကုန်လေစိတ်မှာတာရှိလိတ်ဒေသခံခီးသည်တွေရဲ့ခီးဆောင်အိတ်တွေကိုလေစိတ်လုံခြုံရေးတာဝန်ရှိသူတွေကအတင်းဖွင့်ခိုင်းပြီးတွေးရှိတဲ့ထိုင်းဘတ်ငွေတွေကိုကိုကျိုးအတွက်သိမ်းဆီးလိုက်တယ်လို့သိရပါတယ်။အဲဒီလိုသိမ်းဆီးတဲ့အပြင်ခီးသည်တယောက်စီကကျန်းငွေ3သိန်းစီတောင်းယူထားလိုက်တယ်လို့လဲကိုတိုင်ကြုံတွေ့ခဲ့ရတဲ့ခီးသည်တယောက်ကနရင်စရာကိုပြောပါရတယ်။ဒီဖြစ်စဉ်ဟာဇွန်လ၄ရက်နေ့မနက်9:00နာရီအချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီး သူစည်းလာတဲ့လေရင်ဟာမြန်မာလေကြောင်းလိုင်း MAI ဖြစ်ကရန်ကုန်တာရှိလိတ်လေရင်ခီးစစ်အမှတ် MA44 ဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်လာဝကဝန်ထမ်းတွေကလည်းဘန်းငွေ တွစ်သွားတဲ့တာရှိလိတ်ခီးသေးတွေစီကတယောက်ကိုကြက်3သိန်းစီတောင်းခံခဲ့တယ်လို့လည်းဆိုပါဗျ။အခုလိုမီဒီယာကိုသတင်းပေးရတာကတာရှိလိတ်ခီးသေးတွေအခုလိုဖြစ်ရမျိုးတွေထပ်မကြုံစေဖို့ဖြစ်တယ်လို့ကိုတိုင်းကြုံတွေ့ခဲ့ရတဲ့ခီးသေးတယောက်ကပြောပါဗျ။ ရန်ကုန်လေဆိပ်အတွင်းနိုင်ငံခြားကပြန်လာတဲ့မြန်မာခီးတွေတွေပြည်ပေါက်ကိုထွက်ခွာမဲ့မြန်မာခီးတွေတွေကိုတာမကပြည်ရင်းခီးတွေတွေအပေါ်မှာလည်းအခုလိုတရားမဝင်ငွေတောင်းခံတာတွေရှိနေတယ်လို့လည်းသတင်းနဲ့ကြည်ချင်းပြန်ပြန်ထွက်ပေါ်နေပါတယ်ရှင်။ဟုတ်ကဲ့ကြားရတိုင်းပါနော်။လေဆိပ်တွေတွားရင်ဒါသတိထားဖို့ပေါ့နော်။ပတ်စံတွေတွေ့ရင်မတရားသိမ်းဆည်းနေတဲ့အနေအထားဖြစ်ပါတယ်။ကဲနောက်တဲ့ဒရင်တဘုတ်ကတော့ AA ကထိုးစစ်စင်တိတ်ပတ်လိုက်တဲ့ဒီနှဲ့ညှဲ့ခံတောင်းစခန်းအောင်เนาะဘလောက်တောင်ရေးပါလဲဆိုတဲ့ဟာလေးနောက်တော့ကြည့်အောင်เนาะ နရေကန်တောင်ပင်မရေဒါစခန်းဟာရခိုင်မကွေးအစက်ကငဖဲမြို့နယ်လေးမှာတည်ရှိတာပါသူ့ကိုအဓိကကာပီးထားတဲ့တာဝါရိုင်စခန်းကိုအရခတ်တက်တော်အေကဇွန်လ၄ရက်နေ့မှာတင်ပိုက်လိုက်ပြီလို့သတင်းမီဒီယာတွေကရေးသားထားပါတယ်အဲ့ဒီတာဝါရိုင်ကုန်းစခန်းကနရေကန်တောင်ရေဒါစခန်းပင်မရဲ့အဓိကကာကင်းကြီးတစ်ခုဖြစ်ပါတယ်အကွာအဝေးအရာလဲတမိုင်ကျော်ပဲကွာဝေးတော်ကိုတွေ့ရပါတယ်နရေကန်တောင်ရေဒါစခန်းပင်မမှာဘာတွေရှိလဲဆိုတာကို အဓိကတင်ပြပေးသွားပါမယ်။ဂျိုရုဓာတ်ပုံတွေအရာရောတက်တွင်သတင်းရင်းမြစ်တွေစီကသတင်းအချက်အလက်တွေအရာကိုတွေ့ရတာကတော့နိုင်ရီကန်တောင်ရေဒါစခန်းမှာဆက်လုံးပုံတရံအဆောက်အုံတစ်ခုရှိနေတာကိုထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။နိုင်ရီကန်တောင်ရေဒါစခန်းမှာဘရဒွန်ဆက်လုံးပုံတရံအဆောက်အုံကိုတွေ့ရပါလိမ့်မယ်။ဒါဟာအပြင်ကပါသဘောမျိုးသာဖြစ်ပြီးအဲ့ဒါကရေဒါအင်တာနာတိုင်ကိုမူလဝတ္ထဏ်ကနေအကာအကွယ်ပေးတဲ့အပြင် စစ်ကနေလိုင်းရှုပ်ထွေးတိုက်ဆိုင်မှုတွေကိုဆော့ချပေးနိုင်ပါတယ်။လေရင်တွေ၊ဒရုန်းကြီးတွေနဲ့မိုးလေဝသအခြေအနေများကိုအဝေးကနေထောက်လှမ်းနိုင်ပါတယ်။အခုလက်ရှိ A ကတိုက်ခိုက်နေတဲ့ရခိုင်မကွေးအစက်ကနယ်ရီခံတောင်စခန်းမှာရေဒါအင်တာနာကိုကာကွယ်ပေးတဲ့ဆက်လုံးပုံတံအဆောက်အုံရက်ဒုံရှိနေတဲ့အတွက်အဲ့ဒီစခန်းဟာရေဒါစတေရှင်တစ်ခုဖြစ်တယ်လို့အတည်ပြုနိုင်ပါတယ်။နိုင်ငံတကာမှာတော့ရေဒါစခန်းတွေကိုနေဆက်အနည်းတွေမှာတိစောက်လေးရှိပြီးပဝေးစင်နိုင်ငံတွေကိုထောက်လှမ်းကြပါတယ်။ အဲ့ဒီရေဒါစခန်းကိုအေအေရပြီးရင်ဘယ်လိုဓာတ်ပုံတွေတွေ့မြင်ရမလဲဆိုတာဟာစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ရေဒါစခန်းကရေဒါအမျိုးအစားဟာယာတီဥဒုအတွက်ပဲတုံနိုင်တာလား။စီရေးအရာတွေကိုပါထောက်လန်းနိုင်တာလားဆိုတာကတော့တက်အပ်မပြောနိုင်သေးပါဘူး။ရခိုင်အခြေစိုက်သတင်းဌာနတခုကတော့လေကြောင်းရံကာကွယ်ရေးစခန်းဆိုပြီးဖော်ပြနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလတုန်းကနိုင်ရီကန်တောင်အနီးကကာကေးတခုကို အေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဲ့ဒီစခန်းတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစီရီယက်အရှူတပ်ဖွဲ့ကဈာဖြတ်တိုက်ခိုက်ခဲ့ပြီးအချို့ကိုအရှင်ဖမ်းမိခဲ့တယ်လို့သတင်းတွေမှာတွေ့ကြရပါတယ်။အခုတော့နိုင်ရီကန်တော်ရီတာစခန်းပေမစခန်းကုန်သတင်းတွေမှာတော့လူဟာကုန်းဆိုပြီးဖော်ပြထားပါတယ်။တမ88ဒါမှမဟုတ်69ကစစ်မျိုးအတခုထိုင်နေပုံရပါတယ်။နိုင်ရီကန်တောင်ရေဒါစခန်းရဲ့အနီးကပ်ဆုံးတာဝါတိုင်းကုန်းစခန်းကို A ကဇွန်လ၄ရက်နေ့မှာတိမ့်ပိုက်သွားနိုင်တဲ့သတင်းတွေအရဆိုရင် ရေဒါစခန်းပင်မယူဟာကုန်းပဲကြံမာတော့မယ်။အဲ့ဒီရေဒါစခန်းမှာစစ်တီအင်အားယာနဲ့ချီရှိပြီးတော့အမြောက်တွေအပြင်အင်အားတွေပါထပ်ဖြည့်ထားတယ်လို့သတင်းတွေအရသိရှိရပါတယ်။အေအေထိုးစစ်ကရခိုင်မကွေးအဆက်ရိုးမပေါ်မှာရှိတဲ့ရေဒါစခန်းကိုပါထပ်ရခဲ့ပြီးဆိုရင်တော့ယူအောက်ကိုဆင်းလိုက်တာနဲ့ငဖဲမြို့ကိုရောက်ပါပြီ။ဒါပေမဲ့ငဖဲမြို့နယ်တွေကဗရန်းမှာအမြောက်စစ်စီရေးကိုကဲမှုဌာနချုပ်မဆာခ905အပါအဝင် အမြောက်တက်ရင်နေရှိနေပါတယ်။ ဗရန်ကမဆခ905မှာတက်မ69တက်မမှုနဲ့ရှည်တန်းတက်မယုံထိုင်နေပါတယ်။ဘလိုပဲဖြစ်ဖြစ်အေအထုစစ်ကရိုးမကိုကျော်လာပါပြီ။တက်မမှုတယောက်ကို အရှင်ဖမ်းမိမလား။စစ်ကောင်စီဘက်ကတိတ်ခါမကြအောင်နောက်ပြန်ဆုတ်ခိုင်းမလား။တက်မမှုကိုယ်တိုင်ပဲထွက်ပြေးမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်ရှင်။ကဲဒါနှဲ့ရေကန်ဖြူဟာစကန်နဲ့ပတ်သက်ပြီးတော့တုတ်တက်ပြေးတာဖြစ်ပါတယ်နော်။ ကဲနောက်တဲ့သင်္ဘောကတော့ဥကျော်ပြောထားတဲ့နားတော်ကြည့်အောင်နော်အဲ့တော့ PTT ကိုအကြံဖတ်နေတဲ့ main online ရဲ့အကြံဖတ်စစ်တက်ကြီးကိုတည့်ဆော်ထားတဲ့နားတော်ကြည့်လောက်ပြည်သူတွေကိုနေ့စဉ်နေ့တိုင်းသတ်ပြီးပြည်သူတွေကိုနေ့စဉ်နေ့တိုင်းဘုံနဲ့လိုက်ကျဲနေတာကိုမင်းတို့ကသိရင်လည်းမြတ်တယ်ရှင်ရင်လည်းမြတ်တယ်ဆိုတော့အဲ့ဒီသိရင်လည်းမြတ်တယ်ရှင်ရင်လည်းမြတ်တယ်ဆိုတဲ့ဥပဒေကဘယ်ကိုမေကိုလိုးကထောက်ထားတာလဲမင်းတို့ငါပြန်မေးကြည့်မယ်မင်းတို့ ဖြည့်စမ်းမင်းတို့ဟွန်းသိရင်လည်းမြတ်တယ်ရှင်ရင်လည်းမြတ်တယ်ဆိုတော့ဘယ်ကိုမေကိုလို့ဘယ်မအေးလို့ကအဲ့ဒီဥပဒေကိုထုတ်ထားတာလေဟွန်းနေ့စဉ်နေ့တိုင်းပြည်သူတွေကိုလိုက်သတ်ပြီးတော့ဟာလာတရားဝင်တရားထက်ပြည်သူရဲ့အသက်အိုးအိမ်စီးစိမ်မှန်သမျှလိုက်ဖြက်စီးနေတဲ့ကောင်ကသိရင်လည်းမြတ်တယ်ရှင်ရင်လည်းမြတ်တယ်ဆိုတော့အဲ့ဒါမင်းတို့ကိုမေကိုလို့ထုတ်ထားတဲ့ဥပဒေပဲရှိတာโอเคငါပြောတာ မင်းတို့ပြန်ဖြည့်နော်သိရင်လည်းမြတ်မြတ်တယ်ရှင်လည်းမြတ်တယ်ဆိုတဲ့မင်းတို့ရဲ့စောင်းဘုတ်ကိုမင်းတို့သေချာပြန်စင်းစားထမင်းစားတယ်မဟုတ်လားမင်းတို့နော်ထမင်းစားတယ်မဟုတ်လားအေးချီးစားတယ်ဆိုရင်တော့မင်းတို့စစ်ခွေးကြီးချီးစားတယ်ဆိုရင်တော့အဲ့စကလုံးဟုတ်ကောင်ဟုတ်နိုင်မယ်နော်မင်းတို့ငါ့ကိုလာဖြည့်ပြီးသိရင်လည်းမြတ်တယ်ရှင်လည်းမြတ်တယ်ဆိုတဲ့စကလုံးဟုတ်လားမင်းတို့စစ်ခွေးကြီးအတန်တန်သုံးနေတယ်အဲ့စကလုံးအဲ့တော့ သိရင်လည်းမြတ်တယ်မြင်လည်းအာရှင်လည်းမြတ်တယ်ဆိုတော့မင်းတို့ဒီကနေ့ပြည်သူတွေကိုရဲရဲဆက်ဆက်ဖန်စီနှိုက်ဆက်သတ်ပြပြီးတော့မင်းတို့သိရင်လည်းမြတ်တယ်ရှင်လည်းမြတ်တယ်ဆိုတော့မင်းတို့ဘာမှလုံးမနေနဲ့နော်ကိုမေချင်းအောင်နဲ့ဝင်ပြီးတော့ကိုမေကိုကိုပြန်လုံးနေလိုက်နော်အဲ့ဒါရှင်းတယ်ဟုတ်တယ်နော်ငါပြောတာကြိုက်တဲ့မအီလို့လာဖြစ်ဘောမဖြစ်ဖြစ်လော်ဘီဖြစ်ဖြစ်စစ်ခွေးဖြစ်ဖြစ် ငါလုံးမသာအရာရှိတွေဖြစ်ဖြစ်လာဖြစ်ရတယ်ဆိုတော့နော်တည်ရင်လည်းမြတ်တယ်ရှင်လည်းမြတ်တယ်ဟုတ်လားတကယ်ကျင်းနေတော့တာလေရှိသည်မင်းတို့ပြည်သူတွေကိုဒုက္ခပေးနေတာဒီအာနာသိမ့်စပြီးကလေးကနေဒီအချိန်ထိမင်းတို့ဒုက္ခပေးနေတာတည်ရင်လည်းမြတ်တယ်ရှင်လည်းမြတ်တယ်ဆိုတော့မင်းတို့စောက်ပစက လီးလာဆုတ်ထွက်လာလိုက်ဟုတ်လားဘယ်နေရာမှာတည်ရင်လည်းမြတ်တယ်ရှင်လည်းမြတ်တယ်မင်းတို့သေလေသေခြင်းလုံးနဲ့သေလေဟိုအဝီစီပဲနော် ဘာဖြစ်လဲဆိုတော့မင်းတို့ကလူသတ်ခြင်းနဲ့စိတ်ရှိနေတာမင်းတို့မှာပြည်သူကိုဟိုယုံမာယုံမာနေတဲ့စိတ်ရှိနေတဲ့အတွက်မင်းတို့ဘာမှမျက်စရာအကြောင်းမရှိဘူးကလနာတိုက်တာနဲ့တန်းနေတာပဲအဝီစီကိုโอเคရှင်းလားငါပြောတာကြိုက်တဲ့ကောင်လာဖြေနော်ကြိုက်တဲ့ကောင်လာဖြေနော်မင်းတို့ကောင်လေအေးလို့စစ်ခွေးလေးကဲရှင်းရနော် ဒီခါကတော့တော်တော်လေးကိုဆဲဆူဆူပြောထားတာပေါ့နော်အဲ့တော့ဒီတင်လေးမြက်တယ်ရှင်လေးမြက်ဆိုတာတကယ်ဂျင်းနေပါတော့အဲ့တော့ချမ်ပါစစ်တက်ထဲမှာဆိုရင်ရဲတော်မတီတေတော်ငရဲပလာဘာညာကွိကွာပါတော့ဂျင်းနေရှိတယ်เนาะအဲ့ဂျင်းနေကိုရှုံပြီးမှသူတို့တကယ်လုပ်တဲ့ဟာတွေဆိုရင်တော့တေချာပေါ့ငရဲပဲရမှာတေချာရင်เนาะပြီးသူတို့တက်လူတွေတက်เนาะဒီကလေးငယ်လေးတွေဘုံကျက်တက်ဖြတ်ပြီးတော့ဟိုတကယ်နေပဲနေရောက်ချင်သေးတာပေါ့နော်ဘလို့အုံတော့တည်းနေပြန်လုပ်နေကြလည်းမသိဘူး ကဲတော့ကျွန်တော်ကြည့်ရမယ့်သတင်းကတော့အဲကျွန်တော်တို့ကအခုချိန်မှာဆိုတော့ဒီကရင်ပြည်နယ်ကဆိုရင်ပြကျွန်တော်တို့ဒီတော်လိုင်းရဲ့အချက်ချာနေပြီဆိုတဲ့အကြောင်းကြီးရဲ့တခြားအကြောင်းကြီးပြောထားတဲ့ဥလိုင်းဝင်ပြီးတော့ချက်တော့ကြည့်အောင်နော်ခေတ်ဆက်တော်လိုင်းကြီးမြန်မာတိုင်းငံလုံးမှာရှိတဲ့တိုင်းသားများအားလုံးရဲ့ဒေါ်လာရေးနော်ကချင်ဒေါ်လာရေးရခိုင်ဒေါ်လာရေးချင်းဒေါ်လာရေးကအားလုံးရဲ့ဘူမိနဲ့သံနယ်မြေဒီဒီဒီတောင်ပိုင်းတိုင်းကရင်ပြည်နယ်ပဲဒေါ်လာရေးဒါမှအားလုံးရဲ့ဖခင်ကြီးလို့တော့ပြောလို့ရတယ် နာယကကြီးတို့တော့ပြောလို့ရတယ်ခုပြီနော်တော်လန်ရေးသမားများအားလုံးရဲ့ဘူမိနတ်သန်နာယကကြီးဖြစ်တယ်ဒါကြောင့်ဒီနေမီဒီကိုအဲ့ဒီအတွက်သူတို့ဒီကျွန်တော်တို့ NUG အစိုးရကို ပထမဆုံးထောက်ခံသော နေရာပေးသော အဓိကအမှားကန်တိုင်းသားအဖွဲ့အစည်းဖြစ်တယ်။အဲ့ဒီချိန်မှာ NUG ကိုဆဲတယ်။ NUG ကိုဆဲလို့ဝါဝိုင်းရင်ကျွန်တော်တော့ပါသေးတယ်။ KNU ဝိုင်းဆဲတယ်။အထူးသဖြင့်အဆဲခံရဆုံးပုံကူဒီ KNU ကပြောရေးဆိုခွင့်ရှိသူ။ဘုရားဆရာနီတော့ဖတ်တို့ဒီသူတို့ဒီအပြုံးကြီးစွာနဲ့ပြောနေကြတာ။အားလာကြောင်းဒီနေမြေ လွတ်မြောက်ခြင်းသည်ຫນွေဦးတော်လှန်ရေးအောင်ပွဲပဲကိုကံ့ရခြင်းသည်ကျွန်တော်တို့အောင်ပွဲမဟုတ်တရုတ်အောင်ပွဲဝါအောင်မြင်ခြင်းသည်တရုတ်အောင်ပွဲဒါပေမဲ့ကျွန်တော်တို့တော့နည်းနည်းတော့ရမယ်စောတော်နီစောတော်နီမှန်ပါလေနော်ကိုကံ့အောင်မြင်ခြင်းဝါအောင်မြင်ခြင်းဟာကျွန်တော်တို့အောင်ပွဲမဟုတ်တရုတ်အောင်ပွဲ DKNU အောင်ပွဲဟာတနိုင်ငံလုံးရဲ့အောင်ပွဲโอเคရှင်းရအောင်နော် တော်လိုင်းရဲ့တမအားလုံးရဲ့ဖခင်ကြီးပဲဒါအရှိတရားပဲတို့ပြောပြောနေတာတကူမှမပါဘူးဒါအရှိတရားတော်လိုင်းရဲ့ဆက်ဆက်မှာကရင်တော်လိုင်းရဲ့ဟာပြည်သူကိုလုံးဝဒုက္ခမပေးဘူးဟုတ်တယ်တို့နဲ့ရန်သူကျွန်တော်ပြောတော့ရန်သူလုတဲ့တို့လိန်သွားတာတွေခိုးသွားတာတွေဘိန်းလုတာတွေမတည်းဓမြဒါမျိုးဆိုတော့တို့အေးအေးယူတယ်တို့ဥပဒေကိုလုံနေသူကြီးတာမန်ပြည်သူပေါ့နိုင်ငံကြီးလည်းမပါဘူးစစ်ဘာမှမပါတဲ့ပြည်သူဆိုဘတော်မှဒုက္ခမပေးဘူး ဲ့တော့တကယ်စစ်မှန်တဲ့တော်လိုင်းရေးကို အပြေအဝါထောက်ခံနေသော KNU မြန်မာနိုင်ငံမှာလေခက်အဆက်ဆက်ကနိုင်ငံသားလွှမ်းမိုးမှုမရှိအောင်ခိုင်းရဲ့လွှမ်းမိုးမှုမရှိအောင်ကိုဂုံတိတ်ခါရှိစွာနဲ့ထိမ့်သိမ်းထားနိုင်တဲ့ pure မြန်မာနိုင်ငံတော်လိုင်းရေးကိုဖန်တီးထားတဲ့ဒီနေ့ဒီတော့ဒီအောင်ပွဲတွေဟာ ျွန်တော်တို့ຫນွေဦးတော်လှန်ရေးအောင်ပွဲ KNU အောင်ပွဲရရင် NUG အောင်ပွဲရလိမ့်မယ် KIA အောင်ပွဲရရင် NUG အောင်ပွဲရလိမ့်မယ်ဝါအောင်ပွဲရတာ NUG တဲ့ဘာမှအကျိုးမရှိဘူးကိုကက်အောင်ပွဲရတာ NUG တဲ့ဘာမှအကျိုးမရှိဘာလို့ကျွန်တော်တို့ပြောခဲ့လဲကျွန်တော်တို့ရဲ့ရန်သူတော်ကြီးစစ်အာဏာရှင်တွေကိုအနိုင်တိုက်ပြီးလို့ပြောခဲ့တာကျွန်တော်တို့တရုတ်ဩဇာခံခင်းနေ ထိုင်းဩဇာလဲကင်းနေမြန်မာနိုင်ငံကိုတကယ်ချစ်တဲ့ဒေါ်လာရေးသမားစစ်စစ်ဖြစ်တယ်မြန်မာပြည်ကိုအုပ်ချုပ်ဖို့ထိုက်တန်တဲ့ဒေါ်လာရေးသမားကြီးဖြစ်တယ်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တယ်ပြည်မကိုမှရှိတဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးပေါ်များဒီမိုကရေစီရေးပေါ်များကိုခက်အဆက်ဆက်ကခိုးလုံခွင့်ပေးတယ်အကာအကွယ်ပေးတယ်တို့တော့ကျွန်တော်ပြောသလိုနော်တို့လည်းအပြစ်ကင်းစင်တော့မဟုတ်ဘူး ပြဿနာလေးတွေရှိတယ်လို့ကျွန်တော်ကြားဘူးတယ်ဒီကရင်တက်တွေကမတရားလုပ်လိုက်တာလေးတွေရှိတယ်လို့ကြားဘူးတယ်ဥမာဟိုတက်ကိုဒီတက်ကိုပေါ့မွတ်စလင်တက်ဘာတက်ညာတက်အချင်းချင်းတိုက်ចောင်းသားတွေ ਨੇ ဖြစ်ကြတယ်လို့ရှိတယ်ဒါမဲ့ဒါတွေကသဘောထားကွဲတာတွေမှားယွင်းတာတွေတချို့ရဲ့ပုံကိုကြီးတွေရှိမယ်ဒါ KNU ရဲ့ဘဟု policy မဖြစ်ဘူးမဟုတ်ဘူးဒါပေမဲ့ KSSM မှာဖရိုဒီစစ်အာဏာရှင်ကိုတကယ်တော်လှန်နေတာ ဒါတော့ဗောနော်တောင်ပိုင်းတိုင်းအကြောင်းပြောထားတဲ့ဟာဖြစ်ပါတယ်နော်အဲ့တော့ရွှေကရင်တွေကတော့တကယ်ပဲအဲဘယ်လိုမလဲဒီတော်လိုင်းရဲ့ဒီလက်ဦးဆရာတွေဗောနော်ကျွန်တော်တို့ဒီ PDF တွေထွက်ပြတဲ့အချိန်မှာသူတို့စီမှာတော်ပြီးမှစစ်ပညာတွေတင်ရတဲ့ခဲတင်ကြခဲ့တာဖြစ်ပါတယ်နော်ဒါအပြင်မြို့သီးတိုင်းပွဲတွေဥဆောင်ခဲ့တာကဒီကရင်ပြည်နဲ့ဆက်တာသိကြရနော်အဲ့တော့ခုချိန်မှာဆိုရင်ကရင်ရဲ့အောင်ပွဲကတနိုင်ငံလုံးနဲ့ဆိုင်တယ်ဗောနော်ခုနပြောသလိုပဲဗောနော်ဒီမြောက်ပိုင်းကတိုက်ပွဲတွေကတော့နိုင်တာတော့ကောင်းပါနော်ဒါပေမဲ့လည်းကျွန်တော်ပြည်သူတွေနဲ့လမ်းမဆိုင်သလိုဖြစ်တယ်ဗောနော်ခုဆို MMD ကတကယ်ပဲ အာဒီပြန်ဆုတ်သွားတဲ့အခါမှာတော့ကျွန်တော်ပြည်သူအတွက်ကြံတာဘာမှမရှိခဲ့ပါဘူးเนาะကဲကျွန်တော်တို့ကြည့်ရမှာကတော့ ILO 33နဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်စစ်ကောင်စီဘက်မှာဘလောက်တောင်ကြောက်ရွံ့နေလဲပြီးဆိုတာဒီကျော်စိုးဦးကိုယ်တိုင်ပြောထားတဲ့ဟာလေးကို reaction လောက်ထားတဲ့ကိုစီရဲ့ပြည်သူတစ်ချက်ကြည့်လာအောင်เนาะ ILO 1နေအဲတန်ခတ်ပိတ်ဆို့ဖို့အဆုံးပြည့်ချလိုက်တာအားလုံးဒီပဲဖြစ်မှာเนาะမတိရတိရဲ့လူတွေတွေနဲ့ထပ်ပြီးတော့တိအောင်ပြောပြရမယ်ဆိုရင်တော့เนาะကမ္ဘာအလုံးကမ္ဘာအဖွဲ့ချုပ် ILO 1နေလက်ရှိအနာတိန်ထားတဲ့စစ်ကောင်စီကို ပုံမှန်33အရာအရေးယူတန်ခတ်ပိတ်ဆို့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ချဖို့အတွက်ကျွန်တော်တော်လိုင်းအင်အားစုဒီဘက်ကနှစ်အနည်းနဲ့အလားလားစူးစမ်းလာခဲ့ကြတာဒါအခုစူးစမ်းလာတဲ့အတီးအပွင့်ရလက်ပြေ article 33ကို ILO ဖွဲ့ချုပ်ကစစ်ကောင်စီကိုချမှတ်လိုက်တယ်အဲ့တော့အဲ့ဒီစစ်ကောင်စီကိုချမှတ်လိုက်တာအခုတခါလားဆိုတော့မဟုတ်ဘူးတန်းရွှေလက်ထက်မှာတခါချမှတ်ခဲ့သေးတယ်အဓိကကဗါရစီးပွားရေးရတန်ခတ်ပိတ်ဆို့တာ အဲ့တော့အခုအဲ့ဒီချားတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်စစ်တပ်ဘောမှလော်ဘီကြော်မျိုးအဲအလုပ်တွေပေါ်ဆက်ပြင်ပြပေးချင်ပါတယ်ဒါတော့ကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့အိုင်အိုင်လိုရဲ့ညီလာခံပေါ့ဗျာအဲ့ဒါကျွန်တော်9ရက်6လ2025ခုနှစ်မှာဒါမြန်မာနဲ့ပတ်သက်ပြီးတော့တို့ဆုံးဖြတ်ချက်တခုချတယ်ပေါ့အဲ့ဒါတော့ဗျာတို့ဒီအိုင်လိုရဲ့အိုင်အယ်လိုရဲ့ဒီဥပဒေပုံမှာပေါ့ဗျာခေါင်းတော့မြန်မာလိုပြန်တော့အိုင်အယ်လိုရဲ့ဥပဒေပုံမှာ33ပေါ့33ရာမြန်မာဟိုတို့ဆုံးဖြတ်ချက်ကြားလိုက်တယ်ပေါ့ဗျာ အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့အန်ယူဂျီအုပ်စုကသူလည်းအောင်ပွဲငါပြည်သူလည်းအောင်ပွဲရှောက်ဒီဒီဂျီဖိုင်မှာသူရေးထားတာခွေးယူအုပ်စုတွေတည်မှားနဲ့ပျော်နေကြတော့ ILO ဆုံးဖြတ်ချက်ဆိုပြီးတော့အဲသူကခေါင်းစဉ်ပေးလာတယ်အဲ့ဒီခေါင်းစဉ်မှာအောက်မှာဒီဗီဒီယိုဖိုင်ကိုသူကတင်လာတာဖြစ်တယ်နော်ဒါအခုသူအဲ့ဒီခေါင်းစဉ်နဲ့သူဘာပြောမလဲဆိုဆက်နားထောင်ကြည့်ပြောနေ။ချောက်ပြောနေ။ဒီအတိုင်းပြအဲ့အန်ယူဂျီအုပ်စုတွေကတကယ်ယုံစရာပြော ပြည်သူလူထုဒုက္ခရောက်ဖို့ကိုပြရတဲ့အပေါက်ဒီတပေါက်လေးလုံးအဲ့ဒီတပေါက်ကနေကိုပြပြဿနာရှာတယ်အဲ့အဲ့လိုအုပ်စုတွေကြီးလိုက်ဒီတပေါက်လွတ်နေလားအပေါက်လှည့်ရှာတာဒီတပေါက်လွတ်အဲ့ဒီတပေါက်ကမီးရှို့လိုက်တယ်ဘာလို့ပြည်သူလူထုဒုက္ခရောက်အဲ့လိုကြီးအုပ်စုတကယ်အကြမ်းဖက်တယ်ကဲဒါတော့သူပြောပါလားသူပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်နေတာဘယ်သူတွေလဲနော် မြန်မာနိုင်ငံပြည်သူလူထုနဲ့နိုင်ငံကို အကျန်းဖက်တဲ့ကောင်တွေပေချင်းစိုးနဲ့ပေပါသေးလို့ကြင်ရဲလားကြာရှုံးပါသေးလို့ကြင်ရဲလားငါတို့ကဒဲကြင်ပါဒဲပြောတာအဲ့ဒါပြည်သူအားလုံးဆန္ဒပဲရှင်းတယ်နော်အဲ့တော့ဒါကစကားအရပြောတာလက်တွေ့ကြက်ကြတိုင်းထွန်ပြကျွန်တော်အမြဲပြောနေတယ်လက်ရှိမြန်မာနိုင်ငံမှာအစိုးရနှစ်ရက်ဆင်ပြန်ဖြစ်နေတယ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့အာနာတိန်းနာကိုပြန်လဲခုခံစစ်လုပ်နေတဲ့ NUG ဲ့တော့ AUD အောက်မှာအားလုံးတည်တဲ့အတိုင်းမဟာမိတ် EOSK နဲ့ PDF ရှိတယ်။ဒိုင်းနာ EOW အဲပြောစရိုက်အနာသိန်းသားနဲ့စစ်ကောင်စီဘက်မှာကျွန်တော်စစ်တပ်ရှိတယ်။အဲ့တော့လက်ရှိအဲ့ဒီလက်နက်ကန်နှစ်ဖွဲ့မှာနှစ်ထပ်မှာတိုင်းပြည်နဲ့ပြည်သူပေါ်ဘသူကအကြမ်းဖက်လဲဆိုတာကိုလက်တွေ့ကျကျကျွန်တော်တုံ့တက်ပြမယ်။စစ်ကောင်စီစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ရွာထွက်မပြေးရတဲ့ဒေတာရှိလားမြန်မာပြည်မှာ တိုင်းနာ EOSD နဲ့ PDF တွေစစ်ကြောင်းထိုးရလို့ထွက်ပြေးရတယ်ကွာမြင်ဘူးလားကြားဘူးလားအဲ့ဒါအဖြေပဲအဲ့ဒါမြင်ပြင်မှာ logic အချဆုံးအဖြေပဲအဲ့တော့တီသူနဲ့တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့ကောင်ဒီလိုင်းတီသူကထွက်ပြေးရမှာပဲဟုတ်တယ်နော်တိုင်းပြည်နဲ့ပြည်သူဘက်ကကာကွယ်နေတဲ့လူလာလို့ရှိရင်တီသူကကြိုဆိုလိမ့်အဲ့တော့မြန်မာပြည်မှာစစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာတရွာမဟုတ်ငားရွာရှိငားရွာလုံးပြေးရတယ် PDF တွေလိုင်း တပြေခက်နဲ့ကြိုနေတာအားလုံးမြင်မှာဖြစ်တယ်နော်အဲ့တော့တိုင်းပြည်အပေါ်ကိုအကျန်းဖက်နေတာဒီကျော်စိုးဦးပြောသလို PDF နဲ့ ANG အုပ်စုလာအာနာလုထားတဲ့အဲအာနာဘိအကျန်းဖက်စစ်ကောင်စီတာနော်ကြိုက်တယ်လို့လည်းပြင်ပြောရတယ်လက်တွေ့ကြက်ကြနှိုင်းရှင်လို့ရစန္ဒထောင်ကြီးဒီကောင်ပါပြောလဲအကျန်းဖက်အုပ်စုတွေခင်ဗျတကယ်ကိုဒီအုပ်စုတွေလောက်ကမှတတိမမှန်တာရှိ ਉ မရှိဘူး ကယ်ကမြခွေးတော်မှလေဒီဟာခွေးတွေမဟုတ်ဘူးတကယ်ခွေးလေခွေးလေခွေးယူတွေဟုတ်တယ်ခွေးယူတွေမှန်တယ်ဟဲ့ဒီမြန်မာနိုင်ငံမှာခွေးလို့ပြောလိုက်ရင်ခင်ဗျားတို့ PDF တွေကိုမြင်အောင်လားတိုင်းတာလက်နက်ကိုင်းတွေမြင်အောင်လားစစ်တပ်ကစစ်ခွေးတွေကိုမြင်အောင်နော်ဒီနေ့ခင်ဗျားပြည်သူတွေကတည်င်းပိင်ဘလို့ပြင်ခွေးတွေဘယ်နှားရောက်နေနော်ခွေးစစ်ကြောင်ဘယ်နှားထိုးနေပြီနော်ဟုတ်လားမဟုတ်လဲကျွန်တော်ပြောမှားလားမှားလားအဲ့တော့ပြည်သူကခွေးလို့ပြောလိုက်လို့ချင်းဘယ်ကောင်တွေကိုမြင်အောင် ဒီအဲ့ဒါအဖြစ်ပဲမင်းပြောသလိုအဲ့ခွေးယူးတွေကတကယ်မှန်တယ်ပြောသူကြီးဟုတ်တယ်နော်ဆက်ပြောအဲ့လိုကြီးအိုးစုကခင်ဗျာတကယ်ခင်ဗျာဂေယာကွေးတဲ့လိန်မာသေးတယ်အဲ့ဒီအိုးစုကခင်ဗျာခွေးယူးတွေတို့ဒီမှာပတ်ကြိုက်တယ်အဲ့ဒါမီဒီယာနော်လက်ရှိစစ်ကောင်စီဘက်မှာတရားဝင်မီဒီယာလို့ပြောတဲ့မီဒီယာဓမ္မတယောက်ကတင်ဆက်မှုပဲဖြစ်ပါတယ်နော်စဉ်းစားကြည့်အဆင့်အတန်းကျွန်တော်မီဒီယာမဟုတ်ဘူးကျွန်တော်ရီရှင်လုပ်နေတာတာမန်ပြည်သူပဲကျွန်တော်မီဒီယာတော့နာမည်မခံထားဘူးเนาะ အဲ့တော့တာမန်ပြည်သူအရက်စကားနဲ့ပြောလို့ရတယ်မီဒီယာတို့နာမည်ခံထားပြီးတော့ပြောနေတဲ့စကားကဖားတယ်ပြည်သူစာတယောက်လောက်တန်ဖိုးမရှိတဲ့စကားကိုပြောနေတာအမှန်ပဲတော့စစ်ကောင်စီရဲ့မီဒီယာတွေဗျာကြည့်ထားနော်အဲ့တော့ဘာတွေဆက်လောင်လဲကြည့်အောင်ဒီကောင်အဲ့ဒီအုပ်စုတွေအဲ့ဒီအဲ့ဒီအုပ်စုတွေဆိုအောင်ပွဲတယ်ဗျာအမေကပြအမေအင်္ဂလိပ်လိုမျိုးကမြန်မာလိုတင်ထားတယ်တင်ထားတယ်မဖတ်တဲ့လူကိုဖတ်ကြည့်ဟောဖတ်ကြည့်အဲ့တော့ပြည်စင်တင်ပြပါမယ်ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပတဲ့ ဒီအိုင်အယ်လိုရဲ့133ချင်းပြောင်းအပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံမှာတော်မြန်မာနိုင်ငံကျော်လိုက်မယ်နော်နည်းနည်းအာမဆိုးရည်ရမရှိဘူးအဲ့တော့ဟိုကအောင်ဝဲတွေပါလုံးနေကြားတယ်နော်ကြားတယ်နော်အဲ့တော့နောက်တစ်ချိန်တိုင်းပြည်မှာသူတို့ကသူတို့စောက်တုံးမကြလို့နော်စီးပွားရေးတွေကြလာလို့ရှိရင်နိုင်ငံတကာကိုပိတ်ဆို့ခိုင်းလို့နိုင်ငံတကာကပိတ်ဆို့ထားလို့ဆိုတဲ့စကားနဲ့ဖာကြွင့်ရမှာမဟုတ်ဘူးနော်နော်အဲ့ဒါကြည့်စား မှတ်ထားနော်သူတို့နောက်တစ်ချိန်ကျရင်နိုင်ငံတကာကပိတ်ဆို့ခိုင်းလို့ဆိုတဲ့စကားကိုဖာကြမယ်ဆိုရင်အဲ့ဒီဗီဒီယိုဖိုင်တွေဖွင့်ပြလိုက်အဲ့တော့ကျွန်တော်ပြောမယ်တန်းရွှေလက်ထက်မှာသူတို့ကိုပိတ်ဆို့ခဲ့လို့ဒေါအောင်ဆန်းစုကြည်ကိုပြန်လှုပ်ပြီးတော့တိန်စိန်ကိုရွေးကောက်ပွဲကျင်းပပြီးတမန်တော်အဖြစ်တင်ပြီးတော့တန်းရွှေရဲ့ကာဘာလှုပ်ပြီးထွက်သွားတာအခုမင်းအောင်နိုင်လက်ထက်မှာဘလို့ဖြစ်လို့လဲစောက်ကြည့်လိုက်အဲ့တော့ Article 33ရဲ့တက်ရောက်မှုကဘယ်တိတက်ရောက်မလဲစောက်ကြည့်လိုက် နော်ပြောပြိုင်လုံးတယ်ဗျအောင်ဝဲတွေပိုင်လုံးတယ်အဲ့မှာနိုင်ငံကသတင်းစာမျက်နှာတွေမှာလည်းကြည့်လိုက်ဒီရဲ့ဒီ ILO ရဲ့စွန့်ပစ်ချက်ကလက်ရှိမြန်မာနိုင်ငံပေါ်မှာဘာမှတက်ရောက်မှုမရှိပါဘူးလို့ပြောရဲရေးထားတယ်ဗျာရေးထားတယ်အမှရေးထားတယ်အဲသူတို့ကတော့ဗျအောင်ဝဲတယ်ဗျာဘာအောင်ဝဲလဲတော့မသိဘူးအောင်ဝဲလဲတော့မသိဘူးတော့အကြပ်ပဲအုပ်စုတွေကတော့ခင်ဗျားသိတဲ့အတိုင်းပဲဘယ်နာမီးရှို့ရမယ်ကြည့်နေအဲ့ဒါပဲဒါကြောင့်ကျွန်တော် NUG အုပ်စုတွေကဘာနဲ့တူလဲဆိုတော့ခင်ဗျားခွေးတော်မှာဂေယာခွေးနဲ့တူတာမဟုတ်ဘူးဂေယာခွေးလို့ အဲဂီယာကွေးတို့လမ်းပြကွေးတို့အကျွေးတဲ့ကိုရှင်တန်ခဲ့တဲ့ပတ်ဝန်းကျင်ကိုခင်ဗျာကောင်းကျိုးပြုသေးတယ်လူစိမ်းဝင်လာဟောင်သေးတယ်ဒီခင်ဗျာဒီ NUG အုပ်စုတွေကခင်ဗျာတကယ်ခွေးယူတွေတွဲသမ ्या ကိုလိုက်ပတ်ဆွဲတာအဲ့လိုအကောင်တွေရှင်းရမှာပြီးသွားလိမ့်မယ်အကောင်တွေလည်းပြီးပဲပြီးရောက်ကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာစောက်ချက်မရှိပြီးပဲမီဒီယာကိုအနေနဲ့ရက်ကအားပေးနေတယ်မိဘပြည်သူများဘာဖြစ်တယ်ပြောရဲသေးတယ်ဟမ်စောက်ခွက်ကမီဒီယာလားဟမ်မင်းတို့က ိန်ခေါ်မလားဟဲ့အောင်ကြော်ဆိုးဘူးမင်းပြည်သူတဲကိုထွက်လိုက်မင်းတို့မြန်မာပြည်သွင်းမှမယ်တော့မင်းတို့အာဏာရှိတဲ့မြို့မှာပဲထွက်လိုက်ထွက်လိုက်ပြီးလို့ရှိရင်ဒီမြန်မာနိုင်ငံမှာခွေးတွေလို့ပြောရင်ခင်ဗျားတို့ပြည်သူအနေနဲ့ဘယ်သူတွေကိုမြင်လဲနော်မင်းစောက်ခွက်နဲ့လိုက်မင်းရင်တော့မင်းကစစ်တပ်ကဘောမကောင်တီးတဲ့အတွက်မင်းကိုကြောက်ပြီးတော့ဝင်နေဖြစ်လိုက်မယ်တာမန်လူတယောက်ကိုလူမတီးတဲ့တာမန်လူတယောက်ကိုပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းတိလားတိလားပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းနော် မြန်မာပြည်မှာခွေးတွေလို့ပြောလိုက်ရင်ဘသူတွေကိုမြင်အောင်လဲဆိုတာတိလအဲ့လားလေးပဲပြောတိလလောင်အနေနဲ့မပူနဲ့နော်မင်းတို့ပြောတဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီတိလမင်းစောက်ခွက်ကိုမိတဲ့အချိန်ကြရင်အဲ့ဒီပုံစံအဲ့ဒီအချိုးတိုင်းမင်းမပြောင်းလဲတော့ပါသေးလို့ငါဆူတောင်းပေးတယ်တိလမကြောက်တော့နော်ကြော်ဆိုးဝင်တိလအဲ့တော့မင်းတို့ထင်တယ်လို့မင်းအောင်လှိုင်ကဘလို့ပုံစံလုပ်မလဲ article 33ရဲ့နောက်ကတက်ရောက်မှုတွေခံလာလို့ရှိရင် ကဘာကပိတ်ဆို့မှုလုပ်လို့စီးပွားရေးတွေကျက်တဲတာဆိုတဲ့ဖာစကားထွက်လာရင်ကိုမေကိုဂျွန်းပြန်လိုးအားလိမ့်မယ်နော်တိလာအဲ့လားလေးပဲပြောချင်တယ်တိလာမင်းရဲ့နောက်ဆုံးချင်ရောက်လာတော့မယ်မကြတော့ဘူးတိလာငါတို့တော်နိုင်ဘယ်အထိရောက်နေပြီလဲဆိုတာကြောပြချင်တယ်နော်ကြောပြချင်တယ်ဒါပေမဲ့မဲ့ပြောခွင့်မရသေးလို့အဲ့ဒီအတွက် article 33ကိုပိုက်ပြီးတော့အိမ်မက်ဆိုးလေးမလိုက်အောင်လို့ဒါပဲပြောချင်တော့ကွာတိလာကဲဒါတော့ကိုစီရဲ့ သုံးသပ်ချက်ပြီးတော့ဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ ILO 33ကတော့ပထမပြောခဲ့သလိုပဲနော် main online ရဲ့စီးပွားရေးနဲ့တကွာစစ်ကောင်စီနဲ့ပတ်သက်တဲ့ chronic တွေအတွက်တော့တော်တော်ကြီးကိုဒီကျင်းတဲ့ချက်တစ်ယောက်သွားမဲ့အခြေအနေဖြစ်ပါရဲ့နော်အဲ့တော့ဘာဖြစ်ပြောပတ်ပေါင်းစုံကနေ main online ကိုဖိအားပေးထားပြီးဖြစ်တဲ့အတွက်မကြခင်မှာတော့ main online ကတော့ဗောနော်ယူသွားမလားဒီထွက်ပြပြမလားမျိုးစာဖြစ်မလားတခုခုဖြစ်တော့ပြီဆိုတော့တေးကြပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်ရင်ကြပါတည်ဆောက်ပြီးတော့ဒီလောက်ဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြရင်မြို့ဘက်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ် main online ရဲ့စစ်ပေးငလင်ပေးဘေးရင်တွေပေါင်းစုံမှာကင်းလွတ်ကြပါစေ းလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။